မြတ်စွာဘုရားကပညာရှိနဲ့ပညာရှိ အတုနဲ့စိတ်ကိုဘလို့ခွဲပြတော့ဆိုနတ္တိနပဏိတောဟောတိယဝတ္တဘဟုပါတိအကြောင်းအရာလေးစုံနေအောင်ပြောတတ်ရုံနဲ့ပညာရှိမဟုတ်ဘူးတဲ့ ဟိုကိစ္စဆိုလဲသူသိလိုက်တာပဲဘယ်ကြောင့်ဆွေးနေဆွေးနေသူကုန်သိသူပြောဖောင်မောင်ဖောင်မောင်နဲ့လူလဲကောင်မှာအာဘောင်းအာရင်တတ်နံပြောနေတိုင်ပညာရှိမဟုတ်ဘူးတဲ့လောကမှာလူတွေကတော်တော်များများမှာဟိုတက်ရောင်ကလေညာရှိရလေရှာရွတ်တီတို့တက်ရောင်ကလေတို့များရှိရ ဲ့ဒါပညာရှိခေါ်မလားလူလေကောင်မှစကားဖောင်ပြီးတော့ဟိုเจ้าရလဲသူသိတယ်ဒီเจ้าရလဲသူသိတယ်ပြောနိုင်တယ်အဲ့ဒါပညာရှိလားဆိုတော့မြတ်စွာဘုရားကနတေနပဏိတောဟောတိရှားဝတ္တပဟုပါတိအဲ့ဒီလိုလူတွေကောင်မှစကားမြတ်မြတ်ပြောထပ်ယုံနေပဲပညာရှိခေါ်မလားဆို 거울에 리보고 묘비냐시름 거울에. 남이 비냐 시술에 보고 와. 그를 보고 오면서 비냐 시술에 보고 와. 케미 아위리 아베오 빠니더리 바오스리. 비냐 시술에 보고 와. 펑펑펑펑 펑펑 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 သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှဒုက္ခမပေးတဲ့လူဖြစ်ရမယ်။နော်။ခေမီအနည်းကင်းပညာရှိတဲ့ပုဂ္ဂိုလ်ကဘယ်သူမှဒုက္ခမပေးဘူး။ဘယ်သူမှဒုက္ခရောက်အောင်မပြော။စိတ်ကောင်းနှလုံးကောင်းမတန်းရှိတယ်၊ကုညီတတ်တယ်။ခေမီအနည်းကင်းအောင်နော်။မိမိကိုယ်တိုင်အနည်းကင်းတယ် ဖေးကင်းတယ်သူများကိုဒုက္ခမပေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဝေရီရှန်သူကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ရှန်သူဆိုတာကိုကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုလို့ရှန်သူဆိုတာဘာကိုပြောတာတော့ဆိုငါဘာတိလာကိုချုပ်ဖောက်နေတာရန်သူပဲသူကဝေရလို့ခေါ်တယ်ငါဘာတိလာဝေရဒါကြောင့်မို့ဝေရမဏိဆိုတဲ့စကားလုံးကအဲ့ဒီအသေးပဲပါတယ် ပါဏတိပါတာဝေရမဏိသိခါဗရံသမာဓိယမိဆိုတဲ့အိဗေမှာဝေရမဏိဆိုရှောင်းကျင်းနေဆိုတဲ့အိဗေကတခုဝေရဆိုတာယံကိုမဏိကဖယ်ဖြောက်တာဆိုတဲ့အိဗေကလည်းတခုနော်စာပေဖွင့်နေမှာနှမျိုးဖွင့်ထားတယ်ဝေရမဏတိဝိနာသေတိတိဝေရမဏိ ငါဘာတိလမှာသူများအသက်မတတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်သူများအသက်ကိုတတ်ချင်းညောင်ဖြစ်ပေါ်လာတဲ့ဖေးရန်အနေနဲ့သူမှမရှိဘူးတနည်းအားဖြင့်သူများကိုတတ်ချင်းအားဖြင့်သူများကိုဒုက္ခပေးတာမလုပ်ဘူးဟောငါဘာတိလဆိုတော့သူများဒုက္ခပေးတာနေပြီသူများအသက်တတ်တယ်သူများဥစ္စာခိုးတယ်သူတို့ဘာသားမရစောကပြစ်မှားတယ် လိန်ပြောတယ်ကိုတော့ကိုကမှမဟုတ်တာသူများတို့ဒုက္ခရအောင်လုပ်တာလေအဲ့ဒါတွေကတကယ်ရရနေပဲအဲ့ဒီရနေကင်းနေတယ်လို့ဆိုလို့တယ်အဲ့တော့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကဒီအလုပ်တွေမလုပ်ဘူးသူကသူကိုယ်တိုင်ကပေးရအနေနဲ့กินတယ်ဘသူကမှရှန်တတ္တုမပြုတ်ဘူးဩဒါဆိုလို့တယ်အဝေးတွေ ဝိရဆိုတဲ့ယံကင်းနေအဲ့ဒီမဲ့ဝိဇေယောသုံးနာလည်းပဲယံထဲမှာထည့်ထားတယ်ဝိဇေယောသုံးတဲ့သူကဇန်တဲ့ပုဂ္ဂိုလ်ယံလောက်တာပဲလေဝိဇေယောဆွဲနေလူသမှုလည်းကျူးလွန်နိုင်တာပဲခိုးမှုလည်းကျူးလွန်နိုင်တာပဲရိုက်လောက်တာလည်းကျူးလွန်နိုင်တာပဲလိန်တာလည်းကျူးလွန်နိုင်တာပဲသူက ဝိစီဝအမှုသမာအကုန်လုံးလို့ရအဲ့တော့အဲ့ဒီငါးခုဝိရလို့ခေါ်တယ်အဲ့ဒီဝိရဆိုတဲ့ငါးမျိုးကဲနာအဝေရီအပိယအပိယဆိုတာသူ့ကိုအကြောင်းပြုပြီးတော့ဘသူမှဒုက္ခမဖြစ်ဘူးသူဟာကြောက်เสียပုဂ္ဂိုလ်မဟုတ်ဘူးခင်မင်းเสียပုဂ္ဂိုလ်သာဖြစ်တယ် ကြောက်เสียပုဂ္ဂိုလ်မဟုတ်ဘူးသူများကိုဒုက္ခရအောင်မလုပ်ဘူးချက်ရမဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးခင်မင်းရမဲ့ပုဂ္ဂိုလ်သာဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှပန္ဒိတာတကယ်ပညာရှိလို့ခေါ်တာတဲ့ဒါပညာရှိအစစ်တူအဲ့တော့ရရတဲ့ယူပြီးတော့ဟောင်းပေါင်းမောင်းနဲ့တူလည်းကောင်းမှတက်ပြောနေတယ်ပညာရှိမဟုတ်ဘူး ပညာရှိဆိုဒီမှာဘသူမှဒုက္ခမပေးဘူးသူကိုယ်တိုင်ကယံကင်းနေသူ့ကိုကြောက်ပြုတ်ပြီးဘေးရန်အနေနဲ့ဆိုတာလုံးဝမရှိဘူးဟာဒီအရေးချက်နဲ့ရှိရမယ်အရဒါနေပြီးရင်အကုလောက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလေသူကတကယ်အကုရမယ့်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားက ပဏိတအစစ်ပဏိတအတုဆိုတာကိုခွဲခြားပြီးဟောတာနော်နောက်တစ်ခုကဓမ္မတရဆိုတဲ့စကားလုံးနဲ့ပတ်သက်တယ်ပေါ့တရားရှိသူတရားသိသူ တရားရှိသူတရားမရှိသူဘယ်လိုဟာလဲလောကမှာတရားတွေအများကြီးရှိပြီးတော့တရားစာတွေအများကြီးရတယ်စာပေဘုသူတ္တလိုက်စားလို့ဘယ်စာဖြင့်အလွတ်ရတယ်ဆိုတာတွေ့ရှိတယ်လေဓမ္မတရဓမ္မသင်ကြားထားတဲ့တရားကိုဒါရဆောင်းနေတရားဆောင်းနေ အဲ့တော့တရားကိုဆောင်းတဲ့ဆိုတာတရားရှိသူတရားရှိသူဆိုတာဘယ်ပုဂ္ဂိုလ်မှတရားရှိသူခေါ်ရမလဲတရားတွေကိုသင်္ထာလို့တမြောက်နေုံနဲ့တရားရှိသူခေါ်မလားဆိုပါစို့ပဋ္ဌာန်းပစ္စယနေတွေသာအလွတ်ရတယ်နေတိုင်းပြန်နေတယ်တရားရှိသူလို့ခေါ်မလား ပေကြီး၁၇တုအလွတ်ရတယ်ဆိုနေတယ်တရားရှိသူလို့ခေါ်မလားပိရိက၃ဘုံအလွတ်ရတယ်ရွှေဖတ်နိုင်တယ်တရားရှိသူလို့ခေါ်နိုင်မလားလောကလူတွေကတော့တရားရှိတယ်လို့ခေါ်ကြစာရိရတယ်တရားတွေသိတယ်တရားရှိတယ်လို့ခေါ်နေကြတယ် အဲ့ဒါတရားရှိသူအစစ်ဟုတ်လားဆိုတာကိုမြတ်စွာဘုရားခွဲပြတယ်အဲ့ဒါအဲ့တော့မြတ်စွာဘုရားရဲ့မိကြားချက်တည်းကတကယ်အစစ်မှန်ကိုဥတည်တာအပေါ်ရန်ကိုဘယ်တော့မှအာမပေးဘူးနော်အနှစ်သာရကိုရဖို့ဟုတ်တယ်လောကလူအများစုကအပေါ်ရန်လေးနဲ့ချိန်တတ်နေကြတာနော် အပေါ်ရန်ရွှေမုံကျဲအထဲကနောက်ချေခံဆိုတာအဲ့အပေါ်ရန်လေးကြည့်ပြီးတော့လူတွေကဆုံးဖြတ်နေကြတာအတွင်နှစ်ကိုသိတဲ့လူကဓမ္မရှာအဲ့မြတ်စွာဘုရားဘယ်တော့ဖြစ်အတွင်နှစ်ကိုကြည့်တယ်အပေါ်ရန်မကြည့်နဲ့မြေကြီးကိုရွှေဖုံးတာတဲ့ရွှေတတောင်းကြီးကတမောမှမရှိတာ ရွှေသားအစ်စ်နဲ့လှုပ်ထားမှရွှေတောင်သို့တော့ပြည်ကြီးကိုရွှေကွတ်ထားတဲ့သို့မဟုတ်ရွှေချထားတဲ့ဆိုရင်ရွှေတောင်လို့တော့ခေါ်ခံရမယ်ဒါပဲတမှုရှိအဲ့လိုပဲတရားရှိသူလို့တော့ခေါ်ခံခြင်းခံရမယ်သို့တော့တရားသိသူမဖြစ်လာဘူးလို့ဆိုလိုတယ်နော်တရားသိသူဖြစ်ဖို့ရည်ကြည်တယ်အဲ့တော့နေပသက်ရင်မြတ်စွာဘုရားပါဟော နတဝတာဓမ္မတရောယဝတာဘဟုပါတိအေးရတဲ့စာရရွတ်နေုံနဲ့တော့ဘလောက်ပဲအများကြီးရွတ်ရွတ်ဘာသာတွေပဲရထားထားတရားရှိသည်လို့မခေါ်ဘူးတဲ့တရားကိုဆောင်ထားသူလို့မခေါ်ဘူးတဲ့နော်တရားကိုဆောင်ထားသူလို့မခေါ်ဘူးတဲ့ ယောသအပံပိသုတ်တော်နာဓမ္မံကာယေနပတ္တိဒါအနှစ်သာရပဲငါချီတော့တရားရည်အများကြီးနှုတ်တက်ဆောင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့သူ့ကိုတရားဆောင်သူတရားရှိသူလို့မခေါ်နိုင်သေးဘူးတဲ့အေးတရားတပုတ်ဖဲ့တိတိတိတဲ့တရားအတိုင်းကိုတွေ့ကိုတွေ့လက်နဲ့ လိုင်းနာခြင်းသုံးပြီးတော့တရားဓမ္မကိုကိုထွေးသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဓမ္မံကာယေနပတ္တိအသိဉာဏ်နဲ့သိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။တရားရဲ့အနှစ်သာရကိုသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။သဝေဓမ္မတရောအဲ့ဒီပုဂ္ဂိုလ်မှာတကယ်အစ်စ်တရားဓမ္မတရတရားရှိသူတရားသိသူလို့ခေါ်နိုင်တယ်။ ယောဓမ္မနပမိစတိဓမ္မလမ်းကြောင်းတိုင်ကျင့်သုံးလိုက်နာပြီတရားကိုတကယ်သိတဲ့ပုဂ္ဂိုလ်တရားတိုင်ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်မှတရားရှိသူလို့ခေါ်ရမယ်ဒါနိဒ္ဒရဝိုင်းကပြောလိုက်တာလေအပေါ်ယံကယွနေုံနဲ့တရားသိတယ်လို့မခေါ်ဘူးเนาะရအောင်ကြက်ထားလို့ရနေတာပဲရှိတယ် တော့အဲ့ဒါတရားသေးသူမခေါ်ဘူးဆို။ညာတော့အဖြစ်ပြိတ္တိလည်းရွတ်ကြပါတယ်။ဟိုသတိထားဖို့ပြောပြတာ။မရွတ်ကောင်းမဟုတ်ဘူးရွတ်ကောင်းမှာ။ရှုသက်တော့တော့ရွတ်တဲ့အကျိုးတော့ရှိမှာပေါ့။သို့တော့ဘာဆုလို့ရနားမလဲပဲနဲ့။အနည်းခင်းမှုစီးပွားဥစ္စာတက်ဖို့ဆိုပြီးတော့ မန္တန်ရွတ်တလို့ရွတ်နေလို့ကတော့တိတ်ပြီးတော့ချုပ်ရှိလာအောင်နော်တိတ်ချုပ်ရှိဥပမာတစ်ခုပြောမယ်မေတ္တာသုတ်လူတိုင်းလောက်နီးနီးရကြတယ်ဘုရားဗတာမေတ္တာသုတ်မှာဘုရားကဘာလုံးရမယ်ဆိုပြောထားတာရှိတယ်မာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေ အသမီတဦးရဲ့ထွန်ကားတဲ့မိခင်တယောက်ဟာသူ့ရဲ့ချစ်ခင်နဲ့စိတ်တည်းဟာတဦးရီသောသာသမီပေါ်မှာစုပြုံရောက်ရှိပြီးတော့အသက်ပေးပြီးအဲ့ဒီကလေးကိုချစ်တယ်ကိုသူကချစ်စရာလည်းမရှိဘူးလေဒီတယောက်ပဲရှိတာဒါကြောင့်မို့လို့သာတဦးသာသမီတဦးရဲ့ထွန်ကားတဲ့မိခင်ရဲ့မေတ္တာချစ်ကြိုးစားပါလို့ခင်ဗျာဟောတာ ဆိုလိုတာကမိဘကတဝိရိသောသာသမီပေါ်မှာမေတ္တာထားနိုင်တယ်လို့သရဝရီပေါ်မှာထားနိုင်အောင်ကြိုးစားပါလို့ဖေဟောတာဟောအဲ့ဒီအတိဘေကိုမသိဘူးဆိုလို့ရှိရင်ဒါဖေဟာပါလောက်ခိုင်းတာတော့ဆိုတော့လည်းမသိတော့ရွတ်တော့ရွတ်နေမှာပဲပါတယထာနိယဗုဒ္ဓမာယုတ္တေကဘာဆိုမှမသိဘူးဆိုရင် အတရားရဲ့နှစ်သာရကိုမသိရရောက်တယ်ပြီးတော့လဲမေတ္တာပို့တာလုံးမှာမဟုတ်ဘူးမေတ္တာစိတ်ထဲဝิญဉ်မှဝင်မှာမေတ္တာစိတ်ပွင့်လို့မေတ္တာတုတ်ယူရင်ကနေချင်းအလားကြိုက်တော့ဖတ်ခနဲ့ဆိုချလိုက်ဘယ်လိုလုပ်ပြီးတော့မေတ္တာကရောက်တော့တရောအလုံးပေါ်မှာမေတ္တာထားပါလို့ပြောနေတဲ့အချိန်ပဲတတ်ပလိုက်ပြီဟော ဒေါသဖြစ်စေရှိတဲ့အဲ့ဒီချိန်မှာဖြစ်လိုက်ပြီမြတ်စွာဘုရားကအေဝံပိသဗ္ဗဘူဒေတုတဲ့တသိတ္တဝါတွေအလုံးပေါ်မှာအေဝံပိသဗ္ဗဘူဒေတုမာနတံပဝေအပရိမာဏတိုင်းတာကန့်တတ်မထားတဲ့မေတ္တာစိတ်ကိုဖြစ်အောင်လုပ်ပါလို့ခေါ်တာအဲ့ချိန်မှာဖြစ်မှဖြစ်လိုက်တော့ မေတ္တာတော့ရွတ်ချင်းကိုက်နေတော့ဖုံးနဲ့ချလိုက်တာပဲအဲ့ဒါတော့အဲ့လိုမျိုးတရားရှိသူလို့ခေါ်လို့မရဘူးလို့ဆိုလို့ရပေါ့ဒါဥပမာတစ်ခုပြောပြတာပါဥပမာတစ်ခုပြောပြတာမြတ်စွာဘုရားဟောတာကမေတ္တာပုဂ္ဂိုလ်ဟောတယ်ပြီးတော့နပရောပရဏိကုပ္ပေထာတယောက်နဲ့တယောက်မလိညာပါစေနဲ့ လိမ်ညတယ်လေတူတူလိမ်နာလေမလိမ်ပါစေနဲ့မလိမ်ညပါစေနဲ့ကိုယ်ဆန္ဒကောဘသူဘသူမှမလိမ်ပါစေနဲ့လို့ဒီသဘောမရလို့ကိုယ်ကလိမ်ညင်းတဲ့အခါလိမ်လိုက်တယ်မလှဲစားပါစေနဲ့တူနဲ့တူမလှဲစားပါစေနေညံ့မညံ့သဒုက္ခမေးစရာတူဒုက္ခရောက်တာတူကဒုက္ခရောက်တဲ့ရှောက်စေခြင်းနဲ့စိတ်မထားပါနဲ့တူတူဒုက္ခမပေးခြင်းညပါနဲ့ ပေးလိုက်တယ်ချင်းထဲတယ်လို့အချုံနဲ့မှတယ်လို့ဆိုရဒုက္ခပေးတာတွေပဲအဲ့ဒါရိယဒီစာရိတိယတန်နဲ့လုံးနေလို့ရှိရင်ဒါတရားမရတာဖြစ်တယ်ဗောတရားမသိတာဖြစ်တယ်သုံးဖို့မလိုက်နာတာပဲဖြစ်တယ်အဲ့လိုဟာတွေအများကြီးရှိတယ်ဗောနော် မြတ်စွာဘုရားရဲ့ဆုံးမတရားတွေကတကယ်လိုက်နာကျင့်သုံးရမယ့်တရားတွေကြီးပဲဒါကြောင့်မို့ယောစာအပံပိသုတ်တော်နာတယ်သူအများကြီးမရဘူးစပေနေတယ်မြတ်စွာဘုရားရဲ့ဆုံးမတွေအများကြီးသင်ယူထားတာမရှိဘူးအနည်းငယ်လေးပဲရှိတယ်ရှိထားတဲ့အတိုင်းအဲ့တိုင်းလိုက်နာတယ်နော်အဲ့တိုင်းသိအောင်ကြိုးစားတယ် ယောဓမ္မနပမိစတိဓမ္မပုံမှာဘယ်တော့မှမေ့လျော့ပြီးတော့မနေဘူးလိုင်နာကျင့်သုံးနေဆိုရင်သဝေဓမ္မတရောဟောတိအဲ့ဒီပုဂ္ဂိုလ်အမှတကယ်တရားရှိသူတရားသိသူဖြစ်ပါတယ်ဓမ္မမိတ်ဆွေတရောကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေလို့ 是当面打过来吧。